မြန်မာနှစ်သစ်အကူပြောင်းကာလကိုရောက်လာပြီဖြစ်တဲ့အတွက်ကိုကျမ်းမှာစိတ်ချမ်းသာကြရမယ်ကျွန်တော်တို့အပြောင်းလဲတတကူမကြခင် ရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်ထောင်းတစ်ဆယ်မှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟုတ်ပါတယ် ဒီကနေ့ထီဘယ်နေ့ဘယ်ရက်ဆိုတာကို မသိရဘဲကိုဒီတော့2010မှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲလို့ပြောလိုက်ရတာပါထားပါတော့လေအဲ့ဒီရွေးကောက်ပွဲအတွေ့ကော်မရှင်ရဲ့ကြေညာချက်တွေကလည်းထွက်တယ်ဗျဘယ်ပါတီတွေတော့ဖြင့်မပုံတင်ကြပြီအဲရွေးကောက်ဝဲအတွေ့ပါတီမှတ်ပုံတင်ရက်တွေကလည်းတတ်မှတ်တဲ့ရက်ကုံတော့မယ် ာတီထောင်သားရဲ့မှတ်ပုံလာတင်ကြတမတ်ရဲ့ကုံလို့မှာပါတီမှတ်ပုံမတင်ရင်ဖြတ်သိမ်းမယ်ဆိုတဲ့ထူးထူးဆန်းဆန်းအမိန့်တွေကလည်းရှိတာဘူးဒီတော့အပြေအလွှာမှတ်ပုံတင်ကြသူတွေလည်းရှိတချို့ကလည်းတမတော်နဲ့ရှင်ရမယ်ရွေးကောက်ပွဲမှုမျှတာမှာမဟုတ်ဘူးလို့ပြောကြပြန်တယ်ဒီလိုထင်မြင်တာကလည်းဟုတ်မှာပဲဗျာဒီနေ့တက်မတော်ဆိုတာကလည်းသူတို့နဲ့ရှင်းလာရင် သူတို့ကအနိုင်ပဲရကျင်တာကိုတဝဲခရင်တရားချောင်းမြို့မှာစစ်သားနဲ့အယတ်သားမင်းညာကပဋိပက္ခဖြစ်တဲ့အတွက်အ ਨੇ ဆိုအယတ်သားကိုဦးဆေးရုတင်ထားရတယ်လို့ဆေးရုဝန်ထမ်းတူကပြောပါတယ်တရားချောင်းမြို့နယ်မိုးရွှေကူရပ်ကွက်မှာမင်းညာကကျင်းပတဲ့ဖူကြီးပြန်ပွဲတွင်လက်ဝေးပွဲမှာစစ်ဘုကအယတ်သားကို ရှေ့ဝါကနေစစ်သားတွေကအယတ်သားတွေကိုဝိုင်းရိုက်တာဖြစ်တယ်လို့တရားချောင်းမြို့ခံတွေကပြောပါတယ် မပြောဘူးလားလက်ဝိထိုးတာပဲဗျာသူစီသူကန်ရှိပြီးသားပဲဟာလက်ဝိကျိုးဝိုင်းနေမှာမရတရဲ့စစ်ဘိုးရဲ့မရှိဘူးပြိုင်ဘက်နှစ်ဦးပညာနဲ့သက်လုံနဲ့အနိုင်အရှုံးဒါပဲသရေပေါ့ဗျာခုတော့စစ်ဘိုးကအရတကိုရှုံးတဲ့အခါရိုက်ဖို့အမေးပေးတဲ့တမ်းမှုအမိကိုမသိရသေးပေမဲ့မြုတ်ခန့်တိုင်ရင်ခမရ လေးရလေးကစစ်သားတွေဖြစ်ပြီးတော့ loud speaker နဲ့អော်ပြီးရိုက်ဖို့အမေးပေးတာဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။လူနာကိုဦးဆေးရုံတည်ထရာအကြောင်းဆေးရုံကတီဗီပြောဆိုပေမဲ့ခမရလေးရလေးကိုတော့ဆက်သွယ်လို့မရသေးပါဘူးခင်ဗျ။စစ်တပ်ကအရသားတွေကိုဝိုင်းရိုက်ကြတယ်ဒါလက်ဝေပွဲဒါလက်ဝေပွဲပြောရရင်2010မှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအကျိုးအရသားနဲ့စစ်ဘိုလ်ပြိုင်တဲ့လက်ဝေပွဲ ဉာဏ်ရှိတယ်လို့သာမှတ်ပုံတင်ကြတော့ဗျာအဲတို့တွေးကြည့်ကြတော့ဗျာကဲထားလိုက်ပါတော့အခုသတင်းဘက်ကစပြီးတော့အပိုင်း၃ပိုင်းလောက်ခွဲပြီးတင်ပြခြင်းသာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်နိုင်ငံတော်အတွင်းမှာနေထိုင်ကြတဲ့နိုင်ငံတော်သူနိုင်ငံသားတိုင်းအတွက်အရေးကြီးပါတယ်နောက်မှန်ကန်တဲ့အချက်လက်တွေလည်းပါဝင်ပါတယ်ဒီ ချက်အလက်တွေကိုအကြောင်းအကျိုးရှင်းပြပြီးတဲ့နောက်မေတ္တာရက်ခံခြင်းနဲ့တင်ပြမှုဖြစ်ပါတယ်လွတ်လပ်မြတ်တာငြိမ်းချမ်းတဲ့နိုင်ငံတော်သစ်ဖြစ်လာဖို့တချို့တွေက စာတလုံးတချို့တွေကတဘာရတကြောင်တမျက်နာဆိုသလိုဝိုင်းဝန်းပြုစုထားကြသူတွေရဲ့အစီရင်ခံစာဆိုရင်လည်းမှန်ပါတယ်ဒါကိုကျွန်တော်ကအပိုင်း၃ပိုင်းလောက်ခွဲပြီးတင်ဆက်မှာပါဒီသတင်းပတ်မှာတော့အပိုင်း၁ကိုစဖွင့်လိုက်ပါတယ်ခင်ဗျာ ပထမဆုံးကတော့နဝတ္တနာအဖွာအဖွဲ့ကြီးကိုအကြောင်းအကျိုးရှင်းပြမှာပါလူချင်းမင်းတို့အုပ်ချုပ်နေတဲ့ကာလအတွင်းမှာဘာတွေဖြစ်ပေါ်ခဲ့သလဲအမှန်တကယ်ဘာတွေဖြစ်ပေါ်ခဲ့သလဲအဲဒီအမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့အကြောင်းအကျိုးအချက်အလက်တွေကိုရှင်းပြမှာပါဒီလိုရှင်းပြပြီးမှမေတ္တာရက်ခံခြင်းတာပါအချက်အလက်တွေအများကြီးရှိပါတယ်ပထမဆုံးအချက်ကြီးနံပါတ်1 စေကောင်းဆောင်အဆက်ဆက်ဟာသူတို့ကိုစီကိုစီရဲ့အတ္တနောမတိမိမိစိတ်ထင်ရပေါ့ဗျာအဲ့ဒီစိတ်ထင်ရတွေကိုကင်ဆွဲပြီးတစ်ချိန်လုံးမှာချမ်းသာဖွံ့ဖြိုးခဲ့တဲ့မြန်မာနိုင်ငံကိုကမ္ဘာလူပုံအလယ်မှာအောက်တန်းအကျဆုံးနိုင်ငံအဆင်းရဲဆုံးနိုင်ငံဖြစ်စေခဲ့ပါတယ်နှစ်စေကောင်းဆောင်တွေနဲ့ဆက်ဆက်ပေါင်းသင်းကြတဲ့စေအရာရှိကြီးတွေနဲ့ အတိုင်းဝိုင်းတွေဟာလက်ရှိပြည်သူလူထုဆင်းရဲမွဲတေမှုနဲ့ပြောင်းပြန်စီးပွားဥစ္စာတိုးတက်ချမ်းသာခဲ့ကြချမ်းသာနေကြပါတယ်နံပါတ်3ဆေးဆက်စကားပြောဆိုခြင်းနော်ဗုဒ္ဓရဲ့တရားတော်ဒစိတ်တစ်ပိုင်းလောက်ကိုလက်ခံကျင့်သုံးပြီးတော့မြင်မှုကြမှာပါလက်နှလုံးတော့ပိတ်ဖြူကလေးတွေပခုံးပေါ်တင် တကိုးကြီးဖရားတွေအနံ့ဖူမျောနေကြတယ်ပုံတွေဒါကြောင့်နံပါတ်3အချက်ကစိတ်ဆက်စကားပြောဆိုခြင်းနောက်ဗုဒ္ဓရဲ့တရားတော်တစ်စိတ်တစ်ပိုင်းလောက်ကိုလက်ခံကျင့်သုံးပြီးနည်းနည်းကလေးပြောပြောင်းညင်သာခဲ့ရင်တောင်မှငြိမ်းချမ်းဖွံ့ဖြိုးဖို့အတော်ကြီးအလားအလာကောင်းခဲ့တဲ့မြန်မာနိုင်ငံပါဒါပေမဲ့အဲ့ဒီလူတွေဖြစ်မလာဘဲနဲ့စေကောင်းဆောင်တို့ရဲ့တင်းမာပြီးရက်ဆက်မှု ။နောက်အဂရိလိုက်စားပြီးစီမံခန့်ခွဲမှုညံပြင်းခဲ့တာကြောင့်ကုန်းကောက်စရာမရှိအောင်မွေးတီကြမိသားစုတွေအနေဝေးလို့အရှိဆွေးခဲ့ကြရစတဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေကြရတယ်လို့ဂရိတစ္ဆာနဲ့ညံအမျောအမြင်မဲ့ကြလို့ပြည်တွင်းစစ်တွေကလည်းမငိမ့်နိုင်ဖြစ်နေရသေးတယ်ဟောအခုနှစ်ဆိုရင်သွေးစွန်းတကြမ်းဆိုတာကျွန်တော်တို့နိုင်ငံမှာပေါ်ပေါက်ခဲ့မှုပါဗျာ ီတင်ပြခြင်းမာသေးတယ်ပြောပြခြင်းမာသေးတယ်ဟောဒီနဝတ္တနာဖစေဆိုရလက်ထက်မှာဘာတွေဖြစ်နေတယ်လဲဖြစ်လာတယ်လဲဖြစ်ခဲ့တယ်လဲအမှန်တကယ်ဖြစ်နေတာတွေပါစေဆိုရပိုင်းသတင်းစာတွေမှာရေးသားထားတဲ့အတိုင်းမစားဝါကမန်းစကလုံးတွေမဟုတ်ပါဘူးအမှန်တကယ်ဖြစ်နေတာတွေကိုပြောမှာပါဒါကြောင့်နံပါတ်၄အပိုက်ငယ်ကကြီး စစ်ကောင်းဆောင်တွေဟာသာသနာရဲ့ဒါယကာအစ်စ်တွေမဟုတ်တဲ့အတွက်စီးကပ်မှုတိုင်းမှာမငြိမြခဲ့ပါဘူး။ဒါကြောင့်ယဟန်တော်တွေအကြားစိတ်ဝမ်းကွဲခဲ့ကြပါတယ်။ခါကွေးဝင်တန်းတွေဒီနေရာမှာလဲဒန်းတူညီမြဆက်ဆန်တာလည်းမရှိလစာရိတ်ခါကလည်းလုံလုံလောက်လောက်မပေးဒီတော့စနစ်တကျဇာရိတ်တပြတ်သုံးရေးကိုအကောင့်ထဲပေါ်တယ်လို့ဖြစ်လာ အခုဆိုရင်ဝန်တန်းဟူသမျှအကျင့်ပြက်မှခင့်မိတယ်လို့ကြီးဖြစ်လာတော့တာပေါ့ဒါရီဟာဟောရီနဝဒနာဖဆေဆူရလက်ထက်မှာ အမှန်တကယ်ဖြစ်နေတာတွေပါကဲနောက်တစ်ချက်အပိုက်ငယ်ကငယ်တိုင်းပြည်ရဲ့အနာဂတ်ကိုပုံဖော်ရမှာအရေးအကြီးဆုံးပညာရေးဝန်တန်းတွေဖြစ်တဲ့ကျောင်းဆရာဆရာမတွေအကြီးအသေးကြဆင်းလာကြပါပြီ။ ရတဲ့လစာနဲ့မလုံလောက်မိမိရင်သွေးနဲ့မချားတနာညာတာပြီးစောင့်ရှောက်ပြုစုလာခဲ့တဲ့ကျောင်းသူကျောင်းသားတွေအပေါ်ရက်ဆက်ကြမ်းတက်တဲ့စိတ်တွေပေါ်ပေါက်လာပါတယ်ကျောင်းသားတွေရဲ့အိတ်ကပ်ထဲကမုံဖို့ကိုနှိုက်ယူဖို့ညံနီးပြာဝါတွေလည်းမွေးမြူလာကြပါတော့တယ်ကကြီးတိုင်းသူပြည်သားတွေအလုံးစုံရဲ့အတွက်ဆိုပါတော့ငါတို့ဒီတိုင်းပြည်နဲ့လူမျိုးအတွက် ဲတယ်လို့သစ္စာတွေစိုးနေရတယ်တိုင်းလူပြည်သားတွေရဲ့လုံခြုံရေးအတွက်ကာကွယ်စောင့်ရှောက်ဖို့လစာရိတ်ခါယူနေကြတယ်ပြည်သူရဲတပ်ဖွဲ့ဟာအခုတော့ဘာဖြစ်သွားမှန်းမသိတော့ပါဘူးအရင်ကတည်းလုံးအကျင့်ပြက်ရသည်မငွေညစ်ပြည်သူကိုဒုက္ခပြန်ပေးပြီးနအာဖာဂုဏောအနန္တောဖြစ်နေပါပြီမကုန်သေးဘူးဗျဘယ်ကုန်ဟုတ်မလဲအနည်း၂၀ကျော်ပြီ ကဘာပေါ်မှာအထူးကျွန်ဆုံးလူတို့အပေါ်ကျူးလွန်နေတဲ့အဖွဲ့ကြီး။ဒါကြောင့်အခုနအပိုက်ငယ်ခါကြီးဆိုတော့အခုငါတရားဆောင်ပြီးတော့တိုင်းသူပြည်သားတွေရဲ့အမှုခင်းတွေကို မျှတတက်မှတ်စွာစီရင်ရမယ်။တရားသူကြီးတွေကိုယ်တိုင်အကျင့်ပြတ်သွားပါပြီ။နဝတ္တနဖစစ်အာဏာရှင်တွေကကျုံသွင်းထားတာကိုနောက်စလုံး အခြေခံအကြဆုံးရက်ွက်ကြေးရာတွေကိုကြည့်လိုက်ဟိုကောမဒီဒီကောမဒီဟိုဖွဲ့ဒီဖွဲ့တွေပေါ်ပေါက်လာတယ်အဲရက်ွက်ထဲမှာလဲရက်ွက်လူကြီးလူလက်လူလေးလူပီစီညောက်တော့ဆိုလိုလူတစ်မျိုးမလို့နှစ်မျိုးသုံးမျိုးပြုတ်ကျင့်ကြဒါပေမဲ့သက်ဆိုင်ရာကဒါတွေကိုမတိကျိုးကျုံပြုတ်ထားတဲ့အခါအဲတိပေမဲ့လဲတမင်လုတ်ပိုင်ဝင့်ပေးထားတဲ့အခါ ဘာဖြစ်လာတယ်အခုရက်ွက်သူရက်ွက်သားအချင်းချင်းမညီမညွတ်နဲ့စိတ်ဝမ်းကွဲလာကြပါတယ်ဒါကြောင့်ဘိုင်းငယ်ဆလိုက်အစိုးရအစိုးရနဲ့ ဗဇက်ပြားကမချတဲ့စစ်အာဏာရှင်တွေဟာလူမိုက်မွေးပြီးတော့အသုံးချတဲ့ထုံးကိုနှလုံးမူတဲ့အတွက်ကိုကျင်တရားနဲ့ယဉ်ကျေးမှုနေပေတွေမှာချွတ်ချုံကြလာပါတယ်။ဟောဒီနဝတ္တနာဖလက်ထက်ကျွန်တော်တို့နိုင်ငံတော်တဝမ်းမှာပါအပိုင်ငယ်ဇာကွဲကျွန်တော်ပြောခဲ့ဖူးပါတယ်စေရနာရှင်တွေဟာ အမျော်အမြင်နဲ့မေတ္တာနှဲလိုက်တာလို့ ဒါကြောင့်လေအဲ့ဒီစိတ်စေတနာအားနေတာတွေကိုရိုးစည်းပွားကြည်တာတွေကြောင့်ကျွန်တော်တို့နိုင်ငံမှာဓာတ်ငွေတိုက်တွေဘလောက်တွေ့တွေ့လက်စေစွမ်းရင်တွေဘလောက်ပဲရရရက်ွက်မြုပ်ရတွေမှာမှောင်အတိကျလို့အခုတလောတော့နည်းနည်းမှန်းလာတယ်အဲနည်းနည်းမှန်းလာတယ်ဆိုပေမဲ့လေမီတာကကနှစ်ဆတက်သွားတယ်မကုံသေးဘူးဗျဘယ်ကုံဟုတ်မလဲအနည်း၃၀ကျော်ပြီ ကပောင်းမှာအထူးကျုံဆုံးလူလူအပေါ်ကျိုးလွန်နေတဲ့အဖွဲကြီးတိုက်လေရင်နေဝဲပြီးတော့ဥမင်လှိုင်ကောင်းတဲ့မှာနိုင်ငံတကာအကြိုက်ဒီမိုကရေစီကိုချုံမိုင်မိုင်အဆင့်ပဲကနေတဲ့အဖွဲကြီးကဲတရားတွေဆောက်ပြီးလမ်းတွေဖောက်တယ်လမ်းမဆက်သွေးတွေကောင်းပြီအရင်ကနှစ်ရက်ခရီးကိုခုနှစ်တဝက်နဲ့သွားနိုင်ပြီဘာညာသတင်းစာရုပ်မြင်သံကြားတွေသာမကလန်ထိုးကုန်းတရာကြီးဟာစရပေါ့ဗျာတချင်းတွေဆက်ဆူထုတ်လွင့် စဉ်းစားကြည့်ပါဓာရီဟာကိုရိုးစီဝါစီမံကိန်းတွေဝါရဖြန့်ချီရေးတွေပါကျောက်တော်တမတော်ဆိုရလက်ထက်တိဆောက်ပြုတ်ပြင်းမြန်ပြည်တခွင်ဝါရဖြန့်ကျွေးကြော်ပြီးစီမံကိန်းငွေတွေကိုသူတို့ပေါင်းပြီးဘေးအိတ်ထဲထိုးထည့်တာကများနေတာဒီတော့ဆက်ပြောမယ်အပိုင်ငယ်ဇာမြင့်စွဲညံနေရှင်တဲ့တရားဆောက်လမ်းဖောက်မှုတွေမလောက်ခဲ့ဘူး ဒါကြောင့်အခုတနိုင်ငံလုံးရဲ့အသက်သွေးကြောဖြစ်တဲ့အေယာဝတီမြစ်ကြီးရေခမ်းတော့မယ်အခြေအနေရောက်နေရပါပြီ။အဲတိတဲ့ပူမိုက်တာက နောက်ထပ်အေယာဝတီမြစ်ကူးတရာကြီး မာစင်ထပ်ပြီးတော့ထိုးအောင်မယ်။အတော့ကိုညံ့ဖြင်းပြီး နားမလဲတဲ့အကြံစီရှိတဲ့လူတွေလို့ပြောရတော့မယ်။ဆောက်ခဲ့တဲ့မြတရားတိုင်းတွေပိတ်ဆို့လို့တောင်းထုံးပြီးအေရဝတီမြကြီးရေခမ်းတော့မယ်။ ဒါကိုထပ်ပြီးတရားထိုးအောင်မယ်ဆိုတော့မိုက်မဲလိုက်တာလို့ပြောရတော့မှာပေါ့စေတနာရှိတယ်ဉာဏ်ပညာပါတယ်ဆိုရင်မြေအတွင်းမှာတိုင်မဆိုင်ပဲတရားထိုးတဲ့ဤတွေကို လေ့လာရမယ်ပညာတော်သင်တွေလှုပ်လှုပ်တင်ပါတယ်အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Mrs. B မြေကြီးကိုဖြတ်ပြီးတော့ထိုးထားတဲ့တရားပေါင်းရာချီရှိတယ်ဒါပေမဲ့ဤအတွင်းမှာတိုင်ဘယ်နှတိုင်စိုက်ထားတယ်လဲ တွားပြီးတော့လေ့လာကြည့်ကြအောင်အပိုင်ငယ်ည1998ခုနှစ်ကနေ2010ခုနှစ်အတွင်းစာဝေးနေရေးနိုင်ငံရေးတွေကြောင့်နိုင်ငံတကာကိုတရားဝင်ရောတရားမဝင်တဲ့နှီးတွေနဲ့ပါထွက်ခွာနေကြတဲ့အတွေ့ကျွန်တော်တို့တိုင်းပြည်အတွေ့ဥနောက်ယူစည်းမှုတွေဖြစ်ရတယ်လို့ အင်းဒီချင်းနိုင်ငံလေးမှာသွားပြီးတော့လေကြုံခံနေကြရတာပေါ့လောအားကိုဖောပေါ်တည်တည်ရပြီးလောအားကကြတော့ပေါ်ပေါ်ပဲပဲပေးလို့ရနေတော့အေးနဝတာနာဖလက်ထက်မှာထွက်တဲ့မြမရွှေပြောင်းကျွန်တွေဟာခိုင်းအကောင်ဆုံးပဲလို့အင်းဒီချင်းနိုင်ငံတွေကပြောနေတော့မှာပါပဲပြောအောင်ပဲထပ်ပြောအောင်ပဲထုတ်ပြရအောင်ပဲကြိုးကြောင်းရှင်းပြအောင်ပဲမကုံသေးဘူး ဘယ်ကောင်မလဲအနည်း20ကြော်ပြီကဘာမှာအထူးဂျုံဆုံးလူမှုအပေါ်ကျူးလွန်နေတဲ့အဖွဲကြီးတိုက်လေရင်နေဝဲပြီးတော့ဥမင်နိုင်ကောင်းထဲမှာနိုင်ငံတကာကြိုက်အောင်ဒီမိုကရေစီကိုချုံမိုင်မိုင်အစ်စ်မဲ့ကနေတဲ့အဖွဲကြီးကဲတာတဲ့ရင်ကြီးမိမိတို့တတ်မတော်အစိုးရလို့တုံတုံပြီးသွေးကြီးတတ်တဲ့လူတွေဆိုတော့တန်တမန်ရေးရတွေမှာနူးညံ့ပျော့ပြမှုကမရှိဘူးပညာရှင်တွေရှိပြန်တော့လေတလေးတစား စီကတ်ချင်းကတ်ရမယ်အစားတို့စပောင်းပြီးဘေးအိတ်ထဲထုတ်ထည့်ထားခြင်းစိတ်ကများနေတာကိုအချုပ်အချာအာနာဆိုတာစိတ်အင်အားကပဲရနိုင်တာလို့အယူလွဲနေပြန်တော့တိုင်းပြည်ထူထောင်ရေးအတွက်သုံးပြုမဲ့ငွေတွေကစစ်အသုံးစီတွေဖြစ်မလိုအပ်အပ်စိတ်အင်အားတွေတိုးချက်မလိုအပ်ဖက်နဲ့ခန့်ထားတဲ့စိတ်အရာရှိတွေကများလာဒီတော့အရက်ဖက်ကိုတွန့်ဖို့ဟောအရက်ဖက်ဝန်ထမ်းတွေခင်ဗျာ ရာဓူးတိုးဖို့အခွင့်အလမ်းတွေစုံရှုံအရေးရှင်းတွေရုပ်လျှော့နောက်ဆုံးဘာဖြစ်ကုန်မလဲအရက်သားတွေမှာတနတ်စားစိတ်တွေကိန်အောင်ကုန်ရောရှိသေးတယ်ထအောင်ပဲအပိုင်ငယ်ထအောင်ပဲဝိညာဉ်လောကအခုလကပြောတာကစေအရာရှိတွေများလာလို့ဝိညာဉ်လောကတွေတွန့်ပို့တာ ်အခုဟာကဝေနန်းလောကထဲမှာခန့်အပ်ဖို့ယာရုတိုးဖို့ဆိုရင်လဲစစ်ဖက်ကိုပဲဦးစားပေးတာလက်တင်ရစတော့ခေါ်တာစဉ်းစားကြည့်စစ်တပ်ထဲမှာထားခြင်းနဲ့အရာရှိတွေကိုတွန့်ဖို့တော့လဲအယတ်သားဝေနန်းလောကဟောအယတ်သားဝေနန်းအသင့်ခတ်မယ်ဟောင်းယာရုတို့မယ်ဆိုတော့လေစစ်ပေအတိုင်းအဝိုင်းကလူကိုပဲဦးစားပေးဒီတော့ပြည်သူနဲ့တတ်မတော်ဟာဘလို့လုတ်ပြီးတော့ချစ်ခင်စီးလုံးနိုင်တော့မလဲ နားလည်မှုတွေကောင်းလာနိုင်တော့မလဲဆက်ပြောမယ်အပိုင်ငယ်ဓာရင်ကောက်2008ခုနှစ်ကကြာရောက်ခဲ့တဲ့နာဂစ်မုံတိုင်းအဲဒီမုံတိုင်းကသက်ရှိတွေနဲ့အိုးအိမ်တိုက်တာတွေအပေါ်ကြမ်းခဲ့ရမ်းခဲ့ုံနဲ့မကဘူးနဝတနာဖရဲ့အတွင်းသရုပ်တံံကိုပါဆွဲလံပစ်ခဲ့တာဘယ်နဲ့နိုင်ငံတော်သူနိုင်ငံသားပေါင်းတသိန်း3000ကျော်တေဆုံးခဲ့ရတာပါ ဒါပေမဲ့စစ်အာဏာရှင်တွေဟာမျက်နှာတစ်ချက်မှမပြတ်ခဲ့ဘူးကျွန်တော်တို့ပြင်အဲ့ဒီသင်ဆိုးခဲ့ရသူတွေရဲ့အရေးအတွက်လောက်ကိုသူတို့ကိုအံ့ဩမိတယ်နိုင်ငံရေးအတိုင်းပြည်တွေကအကူအညီပေးမယ်ဆိုပြီးလာကြတာကိုလည်းလက်မခံကိုယ်တိုင်လည်းမကူညီဟောလမ်းမဲ့ဆက်သွေးရေးပဲမကောင်းသလိုကယ်ဆယ်ပစ္စည်းတွေပဲမရှိသလိုခင့်မီကိရိယာတွေပဲအားနဲ့နေသလိုလိုအဲ့ဒီလို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 တွေနဲ့ မတည်ခင်ပဲတည်ခဲ့ရသူတွေများခဲ့ရပါတယ်ကျွန်တော်မေးတင်တယ်ပြောစမ်းဗျာအဲ့ဒီတုန်းကခမည်းတော်စစ်တပ်ပြီးဘာလုပ်နေသတော်စစ်စရိတ်တွေအများကြီးအကုန်ကြခံဖွဲ့ထားတဲ့ခမည်းတော်စစ်တပ်တွေကိုဘာလို့ချက်ချင်းမလွတ်နိုင်တာလဲနောက်တစ်ခုဘာကြောင့်နိုင်ငံတကာကဝင်းကူညီမယ်ဆိုတာကိုလက်မခံတာလဲထားဗျာအဲ့ဒီလူတွေဝင်းလာရင်အလွန်အလွန်ဆုံးတောင်းကနန်းပဲရှိမယ် ခမားတို့မှာတိမ့်နဲ့ချီးနေတဲ့တမတော်ကြီးရှိတယ်ဆိုခင်ပြီနေပြီဆိုဘာလို့အဲ့ဒီတောင်မနာလောက်ကိုကြောက်ပြီးအဝိမခံနိုင်တာလဲဒီကြတဲ့နိုင်ငံတော်ရဲ့ရေမြစ်တနင်ပရင်ဒုထာသမကမိန်လာအဆုံးပိုင်တော်မူသောမင်းတရာကြီးဂိုက်ဖမ်းနေတဲ့အကြီးအကဲကြောင့်အဲ့ဒီကြီးကမုံတိုင်းသိပြည်သူတွေကိုချက်ချင်းဆင်းပြီးအားပေးတာတွေစောင့်ရှောက်တာတွေမလုပ်နိုင်ခဲ့ဘူး။ခိုက်ဖမ်းနေတာကို အပိုက်ငယ်ဒါရီမဟုတ်အဆိုးဆုံးအဲ့ဒီအဆိုးဆုံးကတော့မုံတိုင်းတိုင်ခံရတဲ့ပြည်သူတွေရဲ့မျက်ရည်တွေမချောက်သေးခင်မှာကိုဘဝကိုဆွေမျိုးကိုအုပ်စုအတွက်အကျိုးရှိမဲ့ဖွဲ့စည်းပုံကိုအတင်းအကျပ်ဆန္ဒခံယူပွဲလုပ်ခဲ့တာအဲ့ဒီဖွဲ့စည်းပုံဘယ်လိုအတည်ပြုခဲ့သလဲသိလားမဲဆန္ဒရှင်တရားရှိတဲ့မဲယုံကိုမဲပြား200ပို့ပြီးတော့ကျင်းပခဲ့တာကဲ့ ဲ့ဒါအလွန်ကိုရှင်းတဲ့အရမမှုပဲအခုအချက်ကြီးနံပါတ်5တစ္ဆာရှိတဲ့တက်မတော်အမျိုးသားကြီးကိုတစ္ဆာမဖောက်တဲ့တက်မတော်ဆိုပြီးအခါခွင့်တင်တိုင်းပြောဆိုဟေ့ကြွေးနားနဲ့မဆန့်တော့ဘူးတရိမဲ့ဘာရင်ဖြစ်လာလဲတိုင်းပြည်ရဲ့ဗန္ဓာတွေမတရားအခွင့်အရေးတွေကိုအလွန်အကျွံသုံးအလွန်အကျွံဘုံလို့ ရာဓုကပြုတ်သွားတဲ့တံမတော်အရာရှိကြီးတွေအဲ့ဒီတစ္ဆာရှိသောတံမတော်တွေကတွေ့လာတဲ့ဟောဒီနဝတနာပလက်ထက်မှာနောက်တစ်ခုဒါလဲအဲ့ဒီတစ္ဆာရှိတဲ့တံမတော်အမျိုးသားကြီးကိုတစ္ဆာမဖောက်တဲ့တံမတော်တွေမှာဖြစ်ခဲ့တာစစ်တဲရကိုပြန်မယ်တဲ့ဘုဇုတ်ကြီးစောမောင်ဘုဇုတ်မှုကြီးစောမောင်ပေါ့ဗျာကဲဘယ်လိုပဲပုံရာဓုပြုတ်နောက်ဆုံးဘယ်လို꿰လွန်ခဲ့ရသလဲ နောက်တရားဒုတိယဘုတ်ချုပ်ကြီးတင်ဦးဆွေတော်စီရီမှာတကြိမ်နေအိမ်ကိုစာရေးဘုံပို့ပြီးတော့တကြိမ်လောက်ကြံခဲ့တယ်ဒါပေမဲ့သေဘေးကလွတ်တယ်နောက်ဆုံးရဟယင်ပြဲ့ကြတော့တေရတယ်ကဲဘလောက်တန်တရားဖြစ်ဖို့ကောင်းတယ်လေအဲ့ဒီသစ္စာရှိတဲ့တမတော်အမျိုးသားကြီးကိုသစ္စာမဖောက်တဲ့တမတော်တဲကဇတုသားစားတဲ့အမှုဆိုရင်ညင်းမလား ဒါရင်သာမကအပြင်လူတွေမသိနိုင်တဲ့နဝတ္တနာပါအာနာရှင်တွေရဲ့အစင်းပုတ်တဲ့အတွင်အရှုပ်တွေအများကြီးရှိနေပါသေးတယ်။မဝေးတော့တဲ့အချိန်မှာအမှန်တရားပေါ်ပေါက်လာရင်ဒီပယုတ်သကန်းတွေကိုဆွဲလှန်ပစ်လိုက်မှာပါလို့ပြောကြင်ပါတယ်။ကဲနံပါတ်6အရေးကြီးပါတယ်။ပိုးကျုံမှုကြီးတန်းရွှေရဲ့ကိုကျင်တရားပါ။ မိမိရဲ့လစာစနေသိန်းနဲ့ဘလို့မှမပိုင်ဆိုင်နိုင်တဲ့တိုင်းပြည်ဗန္နာရေဒနာတွေအလုံးကို ပိုင်ဆိုင်ထားတယ်အခုဒါကြောင့်အခုလိုပိုင်ဆိုင်ထားတဲ့ဆိုတာဟာဖြင့်အဲ့ဒါတိုင်းပြည်အပေါ်တစ္ဆာမဲ့ခြင်းပါပဲဒီရပိုဆိုတာကကိုယ်တိုင်းသူပြည်သားတွေကိုဒုက္ခကောင်းကောင်းပေးနိုင်ဖို့တန်း90ကျော်ပြည်သူတွေအမှန်တကယ်ပိုင်ဆိုင်တဲ့တယံဇာတာတွေကို ရုတ်နဲ့ရုရှားကိုလက်သိထိုးပေးပြီးတော့လက်ထိုးတာကဲကိုစိုးရဆိုသူကကိုတိုင်းပြည်ကလူတွေကိုဒုက္ခပေးနေလို့တဲ့အပြည်ပြည်ဆိုင်ရာကမ္ဘာအဖွဲ့အစည်းတွေဖြစ်တဲ့ကမ္ဘာအလုံးသမားအဖွဲ့ကမ္ဘာလူခွေကောင်စီကမ္ဘာကုလသမဂ္ဂတို့ကနေဝင်ရောက်တားဆီးကာကွယ်ပေးနေရပြီဖေလောက်တောင်ရှက်เสียကောင်းလိုက်တယ်လေဗျာ